အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမနုနုရင်အင်ဝါရေးသားထားတဲ့ကြံခက်လို့ပန်းဆိုတဲ့ဝတ်ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်ကြံခက်လို့ပန်းဝဲမြေရထားကိုရောက်ကလေးကညာတိုင်းလိုလိုခမ်းနှဲ့မှတ်တဲ့အိမ်မက်ဟာနှင်းမုံတွေကြားမှာဝေါ်ဝါလှမ်းမြင်နေရတဲ့တောင်ကုန်းလေးတစ်ခုပေါ်ကချစ်စရာတနာစရာစာတင်ကြောင်းလေးကိုပါပဲ။ ထိုင်လေးညီမရဲ့ထိုင်ပါဟုတ်ကဲ့အမညီမလေးနာမည်ပြောပါဦးအမနာမည်ကတော့မြတ်မတ်မြတ်ပေါ့ဟုတ်ကဲ့ကျမနာမည်ကခမ်းနွယ်ပါအမဟေးနာမည်လေးကလှလိုက်တာဟေးတကယ်ပြဆက်ကမှနော်အိုက်တင်လောက်တတ်တယ်မဟုတ်လားဟာမဟုတ်ဘူးနော်အမဟိုအမတို့ကတင်ပေးပေါ့ခမ်းနွယ်စူးစမ်းမှာပေါ့ ခါမနဲ့တခါမှဒါမျိုးတွေမလုပ်ဘူးပါဘူးအမရဲ့မနေ့ကလေဆရာတော်ရဲ့ဖုန်ကြီးကျောင်းကိုရောက်တော့ဆရာတော်ကပြောလို့ဒီမှာရောက်နေတဲ့မြန်မာတွေအားလုံးစုပြီးဘုံကဒိန်ပွဲမှာပြဆက်ကြရမယ်တဲ့အဲ့ဒါတယောက်ဆောင်မဲ့သူတွေလိုတယ်သွားကူလိုက်လို့ပြောတာနဲ့ခါမနဲ့လာတာခါမနဲ့ကိုကြိုက်တာခိုင်းပါအမပြဆက်ထဲမှာမပါရလဲကိစ္စမရှိပါဘူးအခုဒီမှာမြန်မာတွေအများကြီးတွေ့ရတာနဲ့ကိုပြောလှပြီး အမားတို့လည်းဒီလိုပါပဲကွယ်ကို့အချင်းချင်းတွေ့ရတာနဲ့ကိုပျော်နေကြတာပါပဲပြဆက်ဆိုတာကလည်းအပျော်ပေါ့ဘယ်သူမှမလုတ်တတ်တဲ့လူမပါပါဘူးအိုးကွာနောက်ဆုံးဘာမှမလုတ်တတ်တော့လဲဝေးလေလေခံကားတို့တွေပါကြတာပေါ့စင်ပေါ်မှာဖြတ်လျှောက်တဲ့အခန်းတို့ပါတော့ဟာဟာအမရဲ့တကယ်ပြောတာခမ်းနဲ့ဒီလိုစကားမပြောရတာကြာပြီဒီလောက်မြန်မာအများကြီးနဲ့မတွေ့ရတာလည်းကြာပြီ ဟုတ်လားခမ်းနဲ့တရောက်တာဘယ်လောက်ကြာပြီလဲဆယ်နှစ်ရှိပြီအမရဲ့မြန်မာပြည်ပြန်ရောက်သေးလားဘယ်နှခါပြန်ပြီးပြီလဲမပြန်နိုင်ပါဘူးအမရဲ့တခါမှမပြန်ရသေးပါဘူးခမ်းနဲ့ပတ်စံဆူရတယ်အမရဲ့ရွာမှာအမေလည်းရှိတယ်ညီမနဲ့မောင်လေးလည်းရှိသေးတယ်အော်အော်ဟုတ်တာပေါ့ကွယ်ခမ်းနဲ့တို့ကမောင်နှမ၃ယောက်လား၄ယောက်အမရဲ့ ခါမနွဲ့အထက်အကြီးဆုံးအမရှိသေးတယ်။သူကမန္တလေးမှာသူငယ်ငယ်လေးကလေးကခါမနွဲ့တို့တောင်ပေါ်ရွာမှာအားကြီးစင်းရတော့မန္တလေးကတထဲအိမ်မှာကူဖော်လောင်ဖက်သွားထားရတာ။ခါမနွဲ့ကြီးတော့သူ့စီတစ်ခေါက်သွားလဲဖူးပါလေ။သူတို့တထဲအိမ်မှာမနေတတ်ပါဘူးအမရဲ့။အဲ့ဒီတုန်းကခါမနွဲ့ကတောင်ပေါ်ရွာသူဘာတိမှလဲ။လှဲ့စပွဲလည်းမသိဖင်တိုင်းအိမ်သာလည်းမသိ။ကဲဟုတ်တော့နေပြီ။ ခမ်းနွရဲ့စကားလုံးအစ်စ်အစမ်းတွေဟဲ့အဲ့ဒါလေအမရဲ့လှဲ့စပွဲမှာထမင်းထိုင်စားခိုင်းတော့ဟိုဘက်ကဟင်းစားချင်ပေမဲ့လှမ်းလို့မမိပါဘူးကိုကြည့်ခိုင်းရင်ဟိုဟင်းစားချင်တယ်လို့ပြောမှ သူကလှဲ့ပေးမှသိတာအမကကြီးလာတော့ရောက်ကရှာဖြစ်သွားတယ်အမရဲ့သူ့ကိုကိုကြည့်ခိုင်းခေါ်မှကြိုက်တယ်ဘိုင်းနာတယ်ကိုကြည့်ခိုင်းရင်အိမ်သာပြန်မလဲဆိုပြီးပြေတော့ အခန်းအကျယ်ကြီးထဲမှာဖင်ထိုးအိမ်သားကိုမထိုင်တက်လို့ကိုကြည့်ခါရေးဆိုပြီးအော်ငိုတော့တာ။အိုးဆိုဖာကြီးတွေမှာထိုင်ခိုင်းတော့လဲအမလီအမေငါခါချင်းမြုပ်သွားတာပဲလို့ခမ်းနွဲ့ကတော့အော်တာပဲ။အေးပေါ့ခမ်းနွဲ့ရေကိုမမသိတာ။နေပါဦး။ဒီကိုတော့ခမ်းနွဲ့ဘယ်လိုလုပ်ရောက်လာလဲ။ခမ်းနဲ့ဒီကိုလာတာတယောက်တည်းမဟုတ်ဘူးအမရဲ့အမေတို့မောင်လေးတို့ညီမလေးတို့လည်းပါတယ် နယ်ဆက်ကနေဝင်ပြီးအကြာကြီးအလုရှာရတယ်။ဒုက္ခရောက်လိုက်တာမှအမရဲ့။အိုးအခုဒီမျိုးဆိုတာဝေလာဝေးအိမ်မက်တော်မမက်ဖူးဘူး။ဘယ်နာနေမှလည်းမသိပါဘူး။အဲ့ဒီနာတဝိုင်းမှာပဲအလုတွေလိုက်ရှာပြီးနောက်တော့မှတရက်ချံတစ်ချံမှခြံဆောက်တဲ့အလုရတယ်။အမေနဲ့ညီမလေးကခြံဆောက်မောင်လေးကခြံလုပ်ပေါ့။ခမ်းနွဲကတော့လမ်းပြင်တဲ့စီမှာအလုလုရတယ်။လမ်းအလုတမားလေး တနေ့ကိုဘက်90ရတယ်အမရဲ့တနေ့ကုန်လို့ရတာပေါ့ဒါပေမဲ့မမောဘူးအမသိလားအမကြားဘူးတယ်မဟုတ်လားမြင်းစိဆိုတာလေစိတ်တွေလန်းဆန်းတက်ကြွပြီးမမောတဲ့စီလေအဲ့ဒီစိတ်ကိုခမ်းနွဲ့တို့တောက်တဲ့ရေထဲမှာထည့်ထားတယ်လို့ပြောတာပဲရေကတော့ရေခဲတုံးကြီးတွေစိမ့်ပြီးပလတ်စတစ်ပုံးကြီးတွေထဲမှာထည့်ထားတာအေးစိတ်ပြီးတောက်လို့ကတော့ကောင်းမှကောင်းအလုံးလုံးလိုက်ရေဆိုင်ရေတောက်လိုက်အလုံးပြန်လုံးလိုက်နဲ့ မမောတယ်လို့ပဲသူများတွေပြောတာကတော့အဲ့ဒီစေးထည့်ထားတာတို့ဘာတို့အလုတ်သမားကောင်းလုပ်တာတဲ့ပိုင်ရှင်မသိဘူးတဲ့ပြီးတော့အမရဲ့သူတို့ကလည်းပြောသေးတယ်သီလားသူတို့လူမျိုးဖြစ်ချင်းရင်သူတို့ဆဲလေးတောက်ပါလားသူတို့အရက်တောက်ပါလားတဲ့သူတို့ဆဲလေးတွေအမမြင်ဘူးလားကုန်းထစ်တို့စံဖွန်တို့လေကုန်းထစ်တို့ကအနေအောင်ရိုးရိုးဆဲလေးဆိုင်ဖွန်ဆိုတာကဘူးအစိမ်းအောင်လေး စပယ်ရှယ်လုပ်ထားတာတဲ့မာပိုလိုတွေဘာတွေလဲရှိတယ်အဲ့ဒါဆဲလေးတောက်တင်တယ်အရက်တောက်တင်တယ်အမရဲ့အိုးဘယ်တောက်ရဲပါမလဲအမရဲ့နောက်တော့လေအခုဒီမျိုးကသူနာပြုဆရာမကြီးတယောက်ကခလေးထိန်လာရှာတယ်တလကိုဘတ်1500ပေးမယ်တဲ့ခလေးက3ယောက်ထိန်ရမယ်တဲ့3နှစ်ခွဲရဲ့2နှစ်ခွဲရဲ့9လရဲ့တဲ့အဲ့ဒီတော့အမေကစဉ်းစားပေါ်တယ် လမ်းအလောက်ထက်စာရင်ကလေးထင်အလောက်ကတော်အောင်မယ်တဲ့မြို့ကြီးကိုလည်းရောက်မယ်တဲ့အေးပါအေးပေါ်ဟုတ်တာပေါ့အဲ့ဒီတော့အမရဲ့ခမ်းနဲ့လည်းကလေးထင်လုပ်မယ်ဆိုပြီးဒီမြို့ကိုသူတို့ကငွေကြိုဘက်9000ပေးတော့အမေတို့လည်းဒီငွေလေးနဲ့မြန်မာပြည်ကိုပြန်သွားရောခမ်းနဲ့ဒီကိုလာရတော့လေအမပြောအောင်မယ်တိလားအဲ့ဒီသူနာပြုဆရာမကြီးရဲ့မောင်ကရဲအရာရှိဆိုတော့ သူ့ရဲ့ကားနဲ့ခမ်းနွဲ့ကိုရဲအဖမ်းခံရပြီလို့ထင်ကြတာ။အိုးခမ်းနွဲ့ဇလန်းကလည်းတကယ်ပြဆက်ပဲ။ဟုတ်တယ်အမဟုတ်တယ်။အဲ့ဒါလေအဲ့ဒီအိမ်ရောက်တော့မှအလုထွက်မဲ့မိန်းကလေးနှစ်ယောက်နဲ့တွေ့တယ်။မြန်မာမတွေပဲ။သူတို့ကပြောတယ်ကလေးတွေကစိုးလုံးလို့ထွက်တာတဲ့။ပယံမဲပြန်လုတော့မယ်တဲ့။လာခကလည်းသူတို့ဘတ်နှစ်ထောင်ရတယ်တဲ့လေ။ဘယ်တက်နိုင်မလဲခမ်းနွဲ့ကပတ်စံယူပြီးပြီလေ။လောက်ရတော့တာပေါ့။ အမရဲ့တကယ်ကြတော့လဲလမ်းလို့ရတာထက်တောင်ပင်မမှသေးတယ်။ခလေးလဲထင်ရတယ်အိမ်မှုကိစ္စတွေလဲအကုန်လုံးရတယ်။အမစဉ်းစားကြည့်လေ။ဟုတ်တယ်ဟုတ်တယ်ဒီမှာတော့အကုန်လုံးလို့လို့အဲ့ဒီလိုပါပဲလေ။အခုရောခမ်းနဲ့အဲ့ဒီအိမ်မှာပဲလား။ဟင့်အင်းမဟုတ်တော့ဘူးအမ။အဲ့ဒီအလုံးမလုပ်တော့ဘူး။ဈေးကြီးမှလေ၅ရောင်းနဲ့အခုပေါ့အမရဲ့။၅ပေါင်းရောင်းနဲ့တထေးမရဲ့အခုပေါ့မစိုးပါဘူး။ ဟိုအလုတ်ထက်စာရင်တော့တတပါတယ်။သူ့အိမ်မှာပဲနေပေါ့။ထမင်းလည်းကျွေးတယ်ပတ်စံလည်းပေးပါတယ်။ဒီမှာလေအမကမ်ရလေဘင်းကဒီဆွဲကျိုးလေးရဲ့ဟမ်ချင်းလေးရဲ့ကတထေးမကလက်ဆောင်ဝယ်ပေးတာ။ဟိုတလောလေးကဆုံသွားတဲ့သူ့အမေကြီးကိုကမ်ရွဲကတေချာပြုစုပေးလို့တဲ့။ကမ်ရွဲကစေတနာနဲ့ပါ။အိမ်အလုတ်တွေလုပ်လဲအဲ့ဒီလိုပဲ။ကမ်ရွဲကငါးပေါင်းလေးရောင်းရတယ်။အိမ်အလုတ်တွေလည်းလုပ်ရတယ်။အိမ်ဖော်လည်းတပိုင်းပေါ့အမရဲ့။ ခမ်းနွဲကပြားဆက်မှာကောင်းကောင်းတရုပ်ဆောင်နိုင်မှာတေချာတယ်။စကားသိပ်ပြောတတ်တာပဲ။ဟုတ်လား။ခမ်းနွဲကိုရန်တီចောင်းနေခဲ့ဖူးတဲ့အမရဲ့။ခမ်းနွဲတို့ရွာမှာဆယ်လားအောင်တဲ့လူလဲအားကြီးရှားပါတယ်။ចောင်းနေဖို့လဲခက်တယ်။ရွာကကိုတူကိုထចောင်းလေးမှာခမ်းနွဲကဆရာမပေါ့။ငါးပေါင်းတွေရမယ်၊ငါးပေါင်းတွေ၊ငါးပေါင်းတွေအရသာရှိတယ်။လက်ဆက်တယ်။ကလေးတွေစားရင်ညံကောင်းမယ်အားရှိတယ်ထွားကြိုက်မယ် 5ပေါင်းတွင်5ပေါင်းတွင်ဈေးဝယ်ရှုပ်တဲ့ဒီလိုမနဲ့ခင်မျိုးမှာဈေးကြီးရဲ့5ပေါင်းဆိုင်တွေကြားကနေခမ်းနွဲ့ရဲ့အတန်ကြီးကြီးဆူဆူလေးကအမြဲထွက်ပေါ်လာတတဲ့သူတို့ဘာသာစကားနဲ့ပဲခမ်းနွဲ့ကတတလက်လက်အော်တဲ့အပြင်ဝယ်ချင်အောင်လဲပြောတတ်တာကိုတထေးမကတဘောကြတယ်ခမ်းနွဲ့တစ်ခါနှစ်ခါအော်လိုက်တာနဲ့ဈေးဝယ်ကကြာလာတာပဲ။ တချို့ဈေးဝယ်မိခင်တွေကဒီငါးကိုစားရင်ကလေးတွေညံကောင်းမဲဆိုတာဘာဖြစ်လို့လဲလို့မေးရင်လဲခါမွဲ့ကတော်တော်လက်လက်ဖြေတတ်သေးတယ်။ဒီငါးမှာအိုင်ယိုဒင်းတက်ပါလို့တယ်။ပညာသိမ့်မတတ်တဲ့ခါမွဲ့ရဲ့ငါးပေါင်းတစ်ထည်မှာကတော့ခေါင်းမဲတငိမ့်ငိမ့်လိုက်လို့တတ်တယ်။တကယ်လဲခါမွဲ့တို့ငါးပေါင်းဟာစားလို့ကောင်းအောင်တေချာပေါင်းထားတာပါ။ခါမွဲ့ပဲလုံရတာပဲ။တိတာပေါ့။ အခုဒီကနေဈေးရောင်းပြီးပြင်ရင် အပြန်မငါးတွေဝင်ဝင်မယ်။ပြင်းရင်အိမ်ကြခမ်းနွဲကင်ရတယ်။ကင်ပြင်းရင်တေချစားစနွဲငံပြာရီသူတို့ကအချုံမုံမတုံးတော့ဟင်းနဲ့ထဲ့တဲ့တကြားမှုန်နဲ့နေပြီးဂျင်းစက်တုံဖြူနဲ့တေချပေါင်းတာပါ။ငါးပေါင်းအိုးတည်ထားတာကိုတထေးမကတီးပြီးကြည့်ရင်နိုင်မြင့်ရင်နဲ့စောင့်ချိန်မှာခမ်းနွဲကတအိမ်လုံးရအဝတ်ရှော်အိမ်တန်ရှင်ရေပေါ်ညနေစာချက်ပေါ် ဒီလိုနဲ့ပဲတနေ့တာအလောက်ကလဲပတ်သွားတာပါပဲဘုံကထိန်ပွဲအတွေ့ပြဆက်တိုက်တဲ့ကိစ္စကိုတော့တပတ်နှစ်ရက်၅ပေါင်းရောင်းပြီးတဲ့အချိန်သွားပြစေလို့ခွင့်တောင်းပြီးသားတထေးမာလို့ဒါလေးတော့ကျမသွားလို့ပြစေလို့ဒီပြည့်ရက်တွေမှာအိမ်လုပ်တွေပို့လို့ပေးပါမယ်ဆိုတော့တထေးမာကလည်းအေးအေးသွားပါတယ်သူကနားမလဲပါမလဲနဲ့ခမ်းနွဲ့ကိုအထင်တွေတောင်ကြည့်လို့နင်ကပြဆက်မင်းသမီးလောက်တက်တယ်ပေါ့နော်တဲ့ ်ခမ်ငါးနှစ်ကောင်မကြံတော့တယ်မြင်မြန်ပြန်ရအောင်អော်ပါအောင်ဟုတ်သားပဲဒီနေ့ခမ်းနဲ့တို့កုံတာမြန်တယ်မြန်မြန်កုံတော့လဲမြန်မြန်ပြန်ရတာပေါ့အိုးဒီငါးလေးနှစ်ကောင်များခမ်းနဲ့တခါអော်မရှိပါဘူးငါးပေါင်းတွေငါးပေါင်းတွေလာပါလာပါအရသာရှိတယ်လက်ဆက်တယ်ဟောអော်လို့တော့မဆုံးသေးဘူးဆန်ရှိမှလူလာရက်ပြီအနစ်ထောင်းလိုက်ခါတဲ့ဒါဘယ်လောက်လဲတဲ့ ဈေးဝယ်သူက ခမ်းနွယ်ကိုကြည့်တယ်။ခမ်းနွယ်ဖြေဖို့ဟန်ပြလိုက်စင်မှာပါပဲ။ဆရာမရုတ်တရက်ပီပီတတထွက်လာတဲ့မြန်မာစကားတဟာခမ်းနွယ်ကိုတုံ့လှုပ်သွားစေခဲ့ပါတယ်။ဆရာမအာဆရာမခမ်းနွယ်မဟုတ်လား။စိုင်းကြော်လေးဆရာမဒီကောင်ကစောနောင်။ဆရာမဟုတ်သားပဲကျွန်တော်စောနောင်လေးဆရာမ။စိုင်းကြော်နဲ့စောနောင် အင်မတန်တွက်လက်တဲ့ခမ်းနွေရဲ့စကားတန်ဟာထင်းငော့တုံးရင်လုံးတစ်ချိန်လုံးစီကနှင်းတွေကြားကမှုံဝါးဝါးစာတင်ကြောင်းကလေးပြီးတော့အစော့တန်တဲ့မြောက်ကလေးနှစ်ကောင်ခမ်းနွေရဲ့တပည့်နှစ်ကောင်ဟေးဝမ်းသာလိုက်တာဆိုင်းကြော်ရဲ့စောနောင်ကြည်စံလူကြီးတွေဖြစ်နေပြီသူတို့လေးနှစ်ယောက်ရဲ့လက်တွေကိုခမ်းနွေအတင်းဆုပ်ထားမိတယ်စကားတွေတွတ်တွတ်ကိုလည်းဘာတွေပြောမှမသိသူတို့ကလည်းအများကြီးပြောတယ် ဆိုင်းကျော်ကဒီကတက္ကသိုလ်မှာကျောင်းလာတတဆရာမသူကဆယ်တန်းလဲအောင်နေရန်ကုန်မှာတက္ကသိုလ်လဲသွားတက်နိုင်တယ်ဆရာမရဲ့ကျွန်တော်ကတော့ဆရာမနဲ့တိတ်မကွာပါဘူးကျောင်းကထွက်ရတာပါပဲအခုဒီမှာကြာပန်းအလုပ်ပေါ်ဆရာမဆရာမဆရာမတဲ့ဘေးဘီကလူတွေဘယ်သူမှနားမလဲချင်လဲနေပါစေဆရာမခေါ်တန်းတွေနဲ့ဒီအချိန်ပိုင်းလေးကုံဆုံးသွားမှကိုခမ်းနဲ့နှမျောလာပါပြီတော့လက်ကြံငါးလေးနှစ်ကောင်ကိုတေချာလေးထုတ်ပြီးပေးရသေးတယ် ပတ်စပါလို့ယူရမှာလဲမင်းတို့ဆရာမတလောက်တော့တတ်နိုင်မှသေးတယ်ကွယ်မင်းတို့နဲ့တွေ့လို့ငါးပေါင်းတယ်မှဘယ်လောက်ဝမ်းသာသွားတယ်ဆိုတာမင်းတို့သိရလားကလေးတို့ရဲ့ခမ်းနွေရဲ့တထေးမကတော့မသိတာသေးချာတယ်မယုံနိုင်တာလည်းအသေးချာပဲခမ်းနွေပြောသမ ्या ကို မျက်လုံးကြီးပြူပြီးခေါင်းကိုသာတွင်တွင်ရန်လို့ဘာပြောတယ်နင်ကဆရာမစာတင်တဲ့ဆရာမဟုတ်လား ဒီတခါမတ်တဲ့အိမ်မက်ထဲမှာတော့နှင်းမုံတွေကြားကဝိုးရွာလှမ်းမြေရတက်တဲ့စာတင်ကြောင်းလေးထဲမှာခမ်းနွယ်ရယ်လင်းစာရီကိုအားရပါရတင်လို့စိုင်းကြော်လည်းရှိတယ်စောနောင်လည်းရှိတယ်ညီမလေးနဲ့မောင်လေးလည်းပါတယ်စပွဲပေါ်မှာတော့ခမ်းနွယ်ချစ်တဲ့ကြောင်းတက်ခေါင်းလောင်ကလေးနားထဲမှာခေါင်းလောင်တန်တွေစူညံနေတဲ့노တော်ဝက်အိမ်မက်ဟာခမ်းနွယ်ကိုနာကျင်ထိခိုက်စေပါတယ် နှင်းတွေကြားကခမ်းနွဲ့ရဲ့စာတင်ကြောင်းကလေးကိုလွှမ်းလှပါတယ်။ပြန်ချင်လှပါတယ်။အိုးခမ်းနွဲ့ဘယ်တော့ပြန်ရမှာလဲ။ဘယ်တော့လဲ။ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစိုင်းဆရာမနုနုရင်အင်ဝါရေးသားထားတဲ့ကြံခက်လို့ပန်းဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။